မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝဘေးစပေးကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျမနန်ွယ်ကအိုးစွာဆုတောင်းပေးပါရစေ။အခုတင်ဆက်ပေးမှာကတော့ဥရောပသမဂ္ဂ EU ကမြန်မာငလျင်ဘေးအတွက်အရေးကြီးထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ဒုတိယမြောက်လေရင်တစ်စင်းဟာရန်ကုန်မြို့ကိုရောက်ရှိလာပြီးဆိုတဲ့သတင်းမှာ ။အိုရမသမဂ္ဂကတူလောင်ထားတဲ့အရေးကြီးထောက်ပံ့ရေးပစ္စည်း55တန်းကိုသယ်ဆောင်လာတဲ့ဒုတိယမြောက်လေယာဉ်ဒဇင်ဟာဒီကနေ့ AB လောက်9ရက်နေ့ညနေပိုင်းမှာရန်ကုန်မြို့ကိုရောက်ရှိလာပြီဖြစ်တယ်လို့အိုရမသမဂ္ဂကထုတ်ပြန်လာပါတယ်။တဲဆောင်လာတဲ့ပစ္စည်းတွေထဲမှာအရေးပေါ်မောအကာဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းတွေနဲ့အခြားအရေးကြီးပစ္စည်းတွေပါဝင်တယ်လို့ဆိုပါတယ် အခုရောက်ရှိလာတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုမြန်မာနိုင်ငံမှာအကူအညီပေးနေတဲ့အီတလီနိုင်ငံကလူသားချင်းစာနာမှုအဖွဲ့အစည်း SESV Onless ကနေတဆင်စနစ်တကျဖြန့်ဝေသွားမှာဖြစ်တယ်လို့သိရပါဗျ။ဥရောပသမဂ္ဂရဲ့ပထမအကြိမ်ထောက်ပံ့ရေးလေယာဉ်နဲ့အရေးပေါ်ပို့ဆောင်ခဲ့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း UNICEF ကနေတဆင်အရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့ကူညီနေတယ်လို့သိရပါဗျ။ ဥရောပသမဂ္ဂဟာမြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့်ယူရို33သန်းထောက်ပံ့ထားပြီးဖြစ်ပြီးလက်ရှိကြုံတွေ့နေရတဲ့ငလင်းဘေးအတွက်ကိုလည်းယူရို73သန်းထပ်မံထောက်ပံ့ကူညီထားပါရရှင်ကျမနွယ်ပါ